အလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့အခန်းထဲမှာယောက်ျားဖောက်ပြန်လာပြီလေမကွာရှင်းခဲ့ပြီတဲ့အကြောင်းအရာကို ပြန်လေပြောပြလာတဲ့အန်ဒီရဲ့ရှင်ဖွင့်တဲ့ဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအလုံးလေမင်္ဂလာပါဗျာမြန်မာကန်ထရီနိုလေးချန်နယ်မှာပြန်လေကြိုဆိုပါတယ်ဗျာ မနေ့ကပိုင်းမှာသူကျမကိုအဲ့လိုပြောလိုက်တဲ့အခါမှာနင်ပြန်တော့တဲ့နေရသူများသားသမီးနေရရုပ်ွက်ထဲကိုလာပြီးတော့သူဒီအိမ်ကိုလာတဲ့လိုက်လာတာပေါ့ဒီအမျိုးသမီးတိတ်ခါကြတယ်ပေါ့နော်ဒါကသူပြောတာရှိတော့ရှိရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမကကိုကိုကိုသွေးအေးပြီလို့ထင်ခဲ့တာတည်လားနောက်ပိုင်းတဖြည်းဖြည်းကျမပြန်စဉ်းစားတော့လေကျမသွေးအေးတာမဟုတ်ဘူးကျမဘာလို့မှမသိအား ဘာလို့မဘာလို့ရမယ်မမ်းကိုမသိတာဘာပြောရမယ်မမ်းမသိတာကျမခေါင်းထဲမှာအဲရှိတာဒီတိုင်မှုဖုန်းဆက်လို့အဆက်အသွယ်မရလို့ကျမအာဒီလိုကိစ္စဖြစ်သွားတာလေအဲ့တော့ဒီတက်ကတိုင်ရင်မှုဖုန်းဆက်တဲ့ကိစ္စဒီခေါင်းထဲမှာအရင်ဆုံးရိုက်ရောက်နေရတဲ့အတွက်ကြောင့်သူ့ကိုဒါလို့ကျမပြောခဲ့တာတကယ်တော့ကျမအဲ့အချိန်မှာသူ့ကိုဟိုကိုထက်ကြီးရဲ့လူလဲဖြစ်တယ်အပြီးတော့သူများအိမ်မှာလည်းဖြစ်တဲ့ကြောင်ကျမနေမင်းငဆပါညာရန်ဖြစ်အော်ဟောတောင်းကျန်တာတော့မလုပ်မိဘူးပေါ့နော်မလုပ်မိဆိုတော့ကျမလောက်ရမင်းမလဲကျမမသိဘူး ဘာဖြစ်လို့လဲဆိုကျမတို့မိသားစုဘဝမှာကျမအဖေနဲ့အမေကအဲ့လိုမျိုးအမျိုးသမီးကိစ္စရင်းနဲ့ပတ်သက်လို့တစ်ခါမှချမ်းမဖြစ်ဘူးဖဖေကလေအဲ့ဒီအတွက်ကြောင့်ကျမတို့ကလည်းအာတခါတော့ရှိတာပေါ့နော်ဟိုတချို့မိသားစုတွေကြတော့ငငယ်တွေကဟိုဒီလိုအဖေနဲ့အမေကတချို့ရံဖြစ်မိမကိစ္စရင်းနဲ့ရံဖြစ်စီးပွားရေးကိစ္စရင်းနဲ့ရံဖြစ်ငွေကြေးကိစ္စရင်းနဲ့ရံဖြစ်တာမျိုး တွဲမှာကြီးပြင်းလာရဲဆိုရင်တော့အဲကျမဒီလိုမျိုးတီတီငင်ငင်သွေးအေးချင်မှသွေးအေးမယ်ကွာပြောချင်တာဒါပေမဲ့ကျမတို့ငငယ်လေးကနေလာခဲ့တဲ့ဘဝတစ်လျှောက်လုံးမှာကျမအဖေနဲ့အမေကအဲ့လိုမျိုးမိအမျိုးသမီးကိစ္စနဲ့လည်းရံမဖြစ်ဘူးငွေကြေးကိစ္စနဲ့လည်းအလိုအရန်ကြီးကြီးကြဲကြဲခက်ခဲနာရံဖြစ်ဘူးသူတို့နှစ်ယောက်ကစကားလေးကတောက်ကစားဖြစ်တာတော့ရှိရဲကွာဒီလောက်လောက်ကတော့ကျမအတွက်ကဘာမှကျမတို့အရန်ထူးဆန်းရေးဘဝရုံမကြုံဘူးတဲ့ခွဲကြောင့်ကျမ တကယ်နှစ်ဖူးတွေဒူးတွေမထင်မှတ်ပဲမမျော်လိမ့်မယ်ကြုံတဲ့အခါမှာကျမဘာလုံးဝမှမသိရပါဘူးเนาะအဲ့ဒါကျမပြန်လာတယ်ပြန်လာတော့ဟိုဟိုရောက်ခမကြီးအိမ်လဲရောက်တော့ကျမကားဆရာကြီးနဲ့ကျမအိမ်ကိုပြန်သွားတယ်ဗောနော်ပြန်တဲ့လမ်းတစ်လျှောက်လုံးကျမငြိမ့်နေတာဟိုကားဆရာဦးထိလွင်ရလဲကျမကိုဘာမှမမေးသလိုကျမလည်းဘာမှမပြောဖြစ်ဘူးဘာပြောရမှန်းလဲမသိဘူးဟိုပြီးတော့ဟိုပါဗောနော် ဲ့ဒီလမ်းကိုကြည့်ပြီးတော့ကျွန်မဘိုက်ကြီးကလည်း9လကျော်လောက်ရှိနေပြီဆိုတော့ကျွန်မလေအဲ့ဒီအမျိုးသားနဲ့အမျိုးသားကိုအဲ့ဒီအိမ်မှာတွေ့ပြီးခရေကကျွန်မရဲ့ဖြစ်လာတဲ့နောက်ပိုင်းခံစားချက်ကတော်တော်ထူးဆန်းပါလေတိလားကျွန်မဝမ်းနေတာလည်းမရှိဘူးဟိုဟာမျိုးဖြစ်တာလည်းမရှိဘူးစိတ်ဆိုးဒေါသထွက်အော်ဟေ့တောင်းချမ်းလည်းမရှိဘူးဒါပေမဲ့ကျမဘာလုပ်လဲဆိုတော့အဲ့ဒီနေရာဆိုင်နောက်နေ့မှာကျမထမင်းမစားဘူး ကျမဘာလုပ်လဲဆိုအားနေကျမမနဲ့အိယာထားတာ ਨੇ ဖျားခန့်တက်တယ်ဖျားဝတ်ပြုတယ်ငါဘာဒီလာယူတယ်ပြီးရနေကျမကျမကပြောပူးသားလေးရှေ့တပိုင်းနေမှာကျမအဲ့ဒီဂုံတော့ကိုကပရိစိတ်တဲ့ဟာလေးကိုကျမအဲ့ဒါလေးကိုဒီဇိုင်းမမတ်လောက်လာတာဒီလာဟိုအိမ်ုံလဲမိဘတွေကိုလဲကျမအတိအကျအဲ့ဒါကိစ္စတခုမှမပြောပါဘူးမပြောဘူးဆိုတာကျမဘာလုပ်ရမယ်မသိလို့မပြောတာဟိုအဲ now ဘလောက်ကြာလဲဆိုတော့၄၅ရက်လောက်ကြာတဲ့အခါကျတော့ဟိုကျမအမျိုးသားဆက်တွေ့တယ်ဗောနော် စကားအေးဆေးပြောမယ်တဲ့အေးဆေးပြောမယ်တဲ့ညီမလေးတည်းပြန်လာခဲ့တဲ့ဆိုကျမတက်တော့မပြန်ဖြစ်ဘူးအဲသူအမေအိမ်ကျမရောက်ခမရင်ကျမသွားတယ်ပေါ့နော်သွားပြီးတော့သူကျမကိုဘယ်ခေါ်ရလဲဆိုတော့ဟိုဟာပေါ့စားတော့ဆိုင်မဲ့ဘယ်လမ်းကလဲမသိမမှတ်မိတော့ဘူးအဲ့ဒီဆိုင်နာမည်တော့အဲ့ဒါသူကပြောလဲဆိုတော့ဟိုသူမှတကယ်တော့ဒီအမျိုးသမီးเนี่ยဘာမှမဖြစ်ဘူးတဲ့သူเนี่ยอืม ်ပြီးတော့သူကပေါ့နော်ဟိုမိကောင်းဖခင်သားသမီးပါတဲ့อืมသူပြောတယ်ကျမအမျိုးသားပြောတဲ့စကားတွေမှတ်မိတာပြန်ပြောပြမယ်ဟိုကပေါ့အဲသူ့အဖေကလည်းတင်မောသားလို့ပြောတယ်သူဒီအမျိုးသမီးရဲ့ယောက်ျားကလည်းတင်မောသားပေါ့နော်တင်မောတက်ပြီးတော့ဟိုဟိုဘာလဲပတ်စံနေလဲမပေးတော့ဘဲနဲ့ပြန်မလာတာလားဘာလားတော့မသိဘူးကွာဟိုမျိုးပေါ့အဲအဲ့တော့ तू ကဟိုဒီတော်ဝင်နှင်းစီအဲ့ဒီမှာ တချင်းဆိုတာလားဘာသူတချင်းဆိုလို့အမျိုးသားတကုံးမှတော့မပြောဘူးဟိုသူ့ပါသူပေါ့နော်ဟိုဟိုပါရက်တည်နေတဲ့မိကောင်းဖခင်သားသမီးပါတဲ့သူနဲ့စီးပွားရေးကိစ္စပတ်သက်တဲ့ပါတနာပဲဖြစ်ပါတယ်ပေါ့နော်ကျန်တာဘာမှမရှိဘူးကျမထင်တယ်လို့တကုံးမှမဟုတ်ဘူးပေါ့နော်ကျမကသူဘာပြောပြောဒီလိုမထိုင်ကြည့်နေရဟုတ်တယ်လည်းမပြောဘူးမဟုတ်တယ်လည်းမပြောဘူးအဲ့တော့ကျမပြောလိုက်တာတကုံးပဲရှိတယ်အခုကလေးလေးကသားငယ်ကမွေးရောမယ်ခဏလာကျော်ရှစ်လာလေးရောက်နေပြီအဲ့တော့ ဒီမျိုးဒီလိုမျိုးပါเนาะကျမမသိအာစီးပွားရေးကိစ္စဖြစ်ဘာဖြစ်ဖြစ်လေစီးပွားရေးလုပ်တယ်ဆိုရင်လေကျမသိရမှာပေါ့ဘသူအဲဘသူဒီနေ့ဘသူနဲ့သွားဖို့ရှိတယ်ပုတ်ပွင့်လင်းလင်းပြောကျမပြောတာရိုးရိုးသားသားပြော relationship တစ်ခုအိမ်တောင်တစ်ခုမှာနှစ်ဖက်စလုံးရိုးသားဖို့လိုတယ်တစ်ဖက်ကပဲတစ်ဖြောက်တည်းရိုးပြီးတော့တစ်ဖက်ကဟိုကွေကွေကောက်လိန်ဖယ်ပြီးတော့မရိုးသားရင်ဘယ်လိုလုပ်ရှေ့ဆက်မလဲကျမတို့လေနော်အဲ့တော့ကျမက အချိန်ပေးမယ်ကိုကြီးကိုအချိန်ပေးမယ်အဲ့ဒီပုံစံလေးလိန်တာညာတာတွေဟိုဟိုတက်ကိစ္စအကြောင်းပြပြီးတော့ဟိုကအမှန်တိုင်းပြောရင်ကျမကလေလူကြီးတွေအထင်မြင်လွဲမှာအရန်စိတ်စိုးရိမ်တာတိလားဟိုကျမသာဆိုရင်သူ့နေရာမှာဒီလိုမျိုးကပြက်ကြက်ရဲ့လူတွေကျမလုံးဝမလုပ်ဘူးနော်အဲ့တော့အချိန်ကြီးငါပြင်မယ်တဲ့နောက်ဘယ်တော့မှအလုပ်မဖြစ်စေရဘူးတော့ဂတိပေးသွားတယ်ပေါ့နော်ဂတိပေးပြီးတော့ကျမကအဲ့ဒီအချိန်ထိကျမ၏အမျိုးသမီးမမြင်ဘူးနော် မမြင်ဘူးဘူး။ तू ကဘာမှမဟုတ်ဘူးလို့သာငင်းနေတာ။ तू ဘာမှမဟုတ်ဘူးလို့ငင်းတဲ့ဟာကိုလေကျမကယုံကြည်ရလဲမဟုတ်ဘူး။မယုံကြည်ရလဲမဟုတ်ဘူးကွာ။ဒါပေမဲ့ကျမနားထောင်နေတယ်။အဲကျမကအဲ့တော့ဟိုပါပေါ့။ကိုုံကလည်းမွေးကန်နေပြီဆိုတော့ကျမတက်ကိုမပြန်တော့ဘဲနဲ့အဲကျမအမေအိမ်မှာတလှဲ့နေတယ်။ရောက်ခမအိမ်မှာတခါတလှဲ့နေတယ်ပေါ့နော်။ကျမရောက်ခမကြီးတွေကတကယ်သဘောကောင်းပါတယ်။အဲကျမဘုရားမှာ ရောက်ခမရတော့ကံကောင်းတယ်လို့ပြောလို့ရတယ်။ပြီးတော့သူတို့တွေကကျမကိုဘာလို့ချစ်လဲဆိုတော့ကျမကဥပွင့်လေးလေးရိုးရိုးသားသားပဲနေတယ်။ဟိုဘယ်ရောက်ခမကအဲ့ဒီခေတ်ချင်းနေပြောတာဗောနော်ဘယ်ရောက်ခမကချွေးမတယောက်ရဲ့မွေးနေ့ကိုဟိုဖွတ်ချင်းနေပါလေဝယ်ပေးမှလေဒါပေမဲ့ကျမရောက်ခမရောက်ဝယ်ပေးတယ်။ကျမဘောကောင်းကြတဲ့ဟိုပါဗောနော်အဖေနဲ့အမေပါ။အဲ့တော့ကျမအဲ့မှာသူအဲ့လိုဂရိတွေထက်တက်ခါခါပေးပြီးတော့ အဲဟိုပါဗောကျမကထိုင်နားထောင်နေဟိုကျမကအဲ့ဒီအချိန်မှာကျမကအမျိုးသားနဲ့ဟိုပါဗောအဲ့လိုမျိုးဝုံတိုင်းကျဲဖို့လို့ဟို과ရှင်းကြဖို့လို့အဲအတွေးတွေရှိမနေသေးဘူးအဓိကအရေးကြီးတာဘာလဲဆိုကျမဘာလို့ရမယ်မှန်းမသိတာကျမကိုကိုကိုပေါ့နော်ကျမဘာလို့ရဘာလို့တင့်တယ်လဲဘာလို့ရမလဲဆိုတဲ့ဟာကိုကျမအချိန်ယူပြီးတော့ တိဆောက်လိုက်တယ်လို့ပဲပြောရမှာပေါ့နော်ကျမနေ့တိုင်းတွေးတဲ့အတွေ့အကြုံကျမဒီကလေးလေးမွေးပြီးရင်ကျမကြောင်းဆက်တက်ရမယ်ပြီးတော့ကျမဒီဟိုပါပေါ့ဒီကလေးလေးတွေကိုပြိုးထောင်ပြုစုပြိုးထောင်မှုအတွက်ကျမတက်ရောက်တယ်ဘာလုပ်ရမလဲပေါ့ကျမအဲ့ဒီကုန်ခုနလကျော်၈လနေစာရေးမွေးရတဲ့ဒီကျမနေ့တိုင်းတွေးရတဲ့အတွေ့အကြုံကျမဘာလုပ်ရမလဲဆိုတဲ့အတွေ့အကြုံပဲရှိပါတယ်ဟို ွာရှင်းဖို့ဘာဖို့လို့ကွာကျွန်မအဲ့တော့လုံးဝမတွေးမိဘူးရောက်ခမကြီးကလည်းဒီလိုမျိုးသူ့သားရဲ့အခြေအနေမှန်ကိုသူတို့အသိဆုံးဖြစ်တဲ့အတွက်ကြောင့်ကျွန်မပေါ်ဖေးမှကြတယ်ကျွန်မအဲ့လိုမျိုးဟိုသူ့သားနဲ့ကွဲမာတို့တခုဖြစ်မှာတို့သူတို့တော်တော်စိုးရိမ်နေအဲ့ဒီအတွက်ကြောင့်ပိုပြီးတဲ့ဂယုဆိုင်ကြပါလေကျမကိုလေတကယ်ကောင်းခဲ့တဲ့အဖေနဲ့အမေပါအဲ့ဒါကျမတားငယ်လေးမွေးတယ်ဗောနော်မွေးပြီးတဲ့အခါမှာအော်တခုထပ်ပြောဖြတ်ဖြတ်ပြောလာဦးမယ်ဟိုလေယောက်ျားတွေက ဘာဖြစ်လို့အိမ်တော်ကြီးဖောက်ပြန်ကြလဲပေါ့နော်အိမ်တော်ကြပြီးသားယောက်ကြတဲ့အိမ်တော်ကြီးဖောက်ပြန်ကြလဲဆိုတဲ့ဟာလေးကိုအဓိကပြောချင်တာအဲကျမရဲ့လိုအပ်ချက်တွေလည်းပါမယ်ထင်တယ်။ဘာလဲဆိုတော့ကျမအမျိုးသားကကြတော့အပေါင်းသင်းစုံနေကွာ။ပြီးတော့ရန်ကုန်သားဖြစ်တယ်။ကျမတို့ကနေသူလေနေမှာမွေးလာတာနေမှာပဲကြီးလာတာဘဝတစ်ချက်လုံးကအဲနေမှာပဲကုန်ဆုံးကြတာများတယ်ကွာအဲ့တော့ကျမတို့က အာဟိုအရန်ဟိုပေါ့လူရည်လဲကျမတို့လူရည်မလဲပါဘူးဖြန်လဲမကြတတ်ဘူးအဲ့လိုမျိုးသူတပားကိုလဲအဲ့လိုမျိုးကလင်ကစ်လဲမလုပ်တတ်ဘူးကွာကျမတို့ကအဲဒီအရှိဒီလန်းဆိုဒီလန်းအတိုင်းပဲဒီအပြောဆိုဒီအပြောအတိုင်းပဲဒီအပြုတ်မှုဆိုဒီပြုတ်မှုအတိုင်းပဲနေလာခဲ့တာလေကြီးပြင်းလာတာဆိုတော့ကျမရဲ့လိုအပ်ချက်လဲဘာကျမရဲ့ဘာလိုအပ်ချက်ပါလဲလို့မင်းကျမအဲ့ဒီအချိန်မှာအသက်20နှစ်ကျော်ကျော်လေးပဲရှိသေးရယ်နော်ကျမအိမ်တော်ရေးဖောက်ပြန်တာကိုကြုံရတဲ့အချိန်မှာကျမအသက်ကလေးငယ်ငယ်လေးပါကျမဘာမှမသိပါဘူး အဲအဲ့ဒီအခုကျမတို့အမျိုးအဲ့ဒီအမျိုးသားနဲ့ကိစ္စတွေအခုအသက်တွေရလာမှပြန်စဉ်းစားတဲ့အခါမှာကျမရဲ့လိုအပ်ချက်ကဘာလဲလို့ကျမပြောပြမယ်။အိမ်နောက်ရှိအမျိုးသမီးတွေလည်းနည်းနည်းမျှဝေရဲ့သဘောပါနော်။အမျိုးသမီးတော်တော်များကအိမ်အောင်ပြုကြတယ်ဆိုတာအိမ်အောင်ပြုကြပြီဆိုပါစို့အိမ်အောင်ကြရတယ်ပေါ့အိမ်အောင်ကြတဲ့အခါမှာကျမတို့တွေကအဲကိုချစ်တဲ့သူကိုယောက်ျားနဲ့ဒီမိသားစုနဲ့ဒါနဲ့ကိုလို့ဆရာရှေ့ရလုံးမယ်ပျော်ပျော်ရွှင်ရွှင်ချစ်ချစ်နာနာလေးနေတာနေတာ အဲပြီးပြီလို့ထင်တာမဟုတ်ဘူးဗျယောက်ျားတိုင်းမပြောပေမဲ့အဲအချို့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 တော့အမျိုးသားတွေကြတော့အိမ်တော်တစ်ခုပြည့်တဲ့အခါမှာဒီအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ခံစားမှုဟာသူတို့ကဟိုပါပေါ့ချစ်ချင်းမေတ္တာမျှဝေရာထက်တခြားကိစ္စတွေကိုသူတို့ပို့ပြီးအာတန်တယ်လို့ကျမခံစားမိတာပေါ့နော်ကျမရဲ့ကျမကို ဒီအသက်22နှစ်အရွယ်အမျိုးသမီးတယောက်ကိုမိကောင်းဖခင်သားသမီးတယောက်ကိုနော်ကျွန်မမိကောင်းဖခင်သားသမီးပါ तू သစ္စာဖောက်ရဲလောက်တဲ့အကြောင်းကြီးဟာတခြားအဲ့ဒီ तू နဲ့ဖောက်ပြန်တဲ့အမျိုးသမီးစီမှာကျွန်မစီမှာမရကျွန်မစီကမရတဲ့ဟာတွေ तू ရလို့သိလားဟိုပါပေါ့ကျမပြန်တွေးမိတာပေါ့နော်။ तू အဲ့လိုကျမတို့လင်မယားရေ तू ရန်ကုန်ပြန်လာလို့ဖြစ်ဖြစ်တက်မှာဖြစ်အဲ့လိုတွေးလို့ရှိရင်ညဘက်ကြာလို့ရှိရင် तू က ဟိုလင်မယားနှစ်ယောက်ရဲ့အဲပတ်သက်မှုကဏ္ဍမှာပုံမှန်မဟုတ်တဲ့တောင်းဆိုမှုတွေသူ့မှာရှိတယ်။ဒါပေမဲ့ကျွန်မကကြောက်တယ်။အဲ့တော့ကျွန်မဒီငင်းဆန်ခဲ့ဘူးတယ်ပေါ့နော်။အဲ့ဒီနောက်ပိုင်းအစားလုံးဝတော့ကျွန်မကိုမကတ်တော့ဘူး။အတူတူကိုမအိတ်တာ။ပြီးတော့ကျွန်မဒီတားနှစ်ယောက်အိမ်အောင်တက်အိမ်အောင်တက်ဟိုနည်းနည်းလေးမှာတားတားလေးနှစ်ယောက်ဘာလို့ရလဲဆိုရင်ကျမရဲ့ဟိုဟာပေါ့အခန္ဓာကို ဖွဲ့စည်းပုံကျမရဲ့ဟိုပါပေါ့ကျမရဲ့ကိုဟိုပါပေါ့အခြေအနေကဘာလဲဆိုတော့ကျမအဲကျမအမျိုးသားနဲ့တစ်ခါနေတစ်ခါကိုဝင်ရတယ်အဲ့ဒီသားနှစ်ယောက်လုံးတစ်ခါပဲနေပြီးကျမကတစ်ခါတည်းကိုဝင်ရခဲ့တာနော်ဟိုပြောပြရတာလေအဲ့တော့ကျမရဲ့ကျမရဲ့လိုအပ်ချက်တွေဘာလဲဆိုတော့သူဖြစ်ချင်တာသူလှုပ်ချင်တာတွေအကုန်လုံးကျမအကုန်လုံးမလိုက်လျောပေးခဲ့လို့လို့နောက်ပိုင်းကျမသုံးသပ်ပါတယ် အဲ့တော့အမျိုးသားတွေဖောက်ပြန်တာကိုကျမမျိုးသားဖောက်ပြန်တာကိုကျမကနေမင်းကစားလည်းဖြစ်စရာအကြောင်းမရှိဘူးဆဲစရာလည်းမရှိဘူးတစ်ဖက်အမျိုးသမီးကိုလည်းကျမအဆက်ခွဲစရာအကြောင်းမရှိပါဘူးအဓိကအရေးကြီးဆုံးပုံကကျမမျိုးသားဖြစ်လို့ပါဒါပေမဲ့ကျမအဲ့ဒီအဲ့ဒီနေ့အထိကျမသားလေးမွေးပြီးတဲ့အချိန်အထိကျမအဲ့ဒီအဲ့ဒီအမျိုးသမီးနဲ့ဟိုပါပေါ့ဖြူသလားမဲသလားတိချာတိချာကျမမသိဘူးပြောပြမယ်အဲ့ဒီမှာဟိုပါပေါ့လူတွေကလေယောက်ျားတွေကအိမ်တော်ကြီးဖောက်ပြန်ကြတဲ့အခါမှာအဲ့ဒီဖောက်ပြန်တဲ့မိန်းမနဲ့တချို့တွေကတော့ အတိအရင်ယူပလိုက်တာကွာဒါပေမဲ့တော်တော်များများကိုကိုကိုလေလာပြီးအာဘာမှဖြစ်ပါဘူးလို့အဲကိုကိုကိုဟာပေါ့အမျိုးသမီးနှစ်ယောက်ကြားထဲမှာဟိုဘက်ဒီဘက်လှည့်ပြီးကြိုးခုံတက်တဲ့ယောက်ျားကြီးကြတော့သူတို့ဖောက်ပြန်ဒီနောက်ထပ်ဖောက်ပြန်တဲ့အမျိုးသမီးတစ်ယောက်ကိုသူတို့သူတို့ပတ်သက်တဲ့ကြာချိန်သုံးလနှစ်တည်းမပူဘူးရှင်တိလားအဲ့တော့ကျွန်မပြောချင်တာကအကယ်၍များပါတော့အခုလက်ရှိမှာအမျိုးသမီးငယ်လေးတွေကိုအမျိုးသား ဖောက်ပြန်နေတယ်ကိုမကွဲနိုင်သေးဘူးဆိုရင်မတိကြအောင်စောင့်နေလိုက်ပါသူတို့ဟာကိုရဲ့အိမ်သူတတ်ထားဇနီးမယားထက်တခြားတယောက်ပေါ်မှာตายာမှုရှိတဲ့ချိန်ကဆယ်မူဆယ်နှစ်မကြဘူးเนาะဆယ်နှစ်ဆယ်မူမကြဘူးသုံးလေးနှစ်ပဲအဲ့ဒီတချို့တွေဆိုသုံးလေးနှစ်တောင်မကြဘူးခဏလေးပဲတနည်းကြော်ကြော်လောက်နဲ့ကိုပြတ်တယ်ဘာဖြစ်လို့ပြတ်လဲသိလားတစ်ဖက်ကအမျိုးသမီးကတောင်းဆိုမှုတွေအများကြီးလာရင်သူတို့မပေးနိုင်နဲ့အရာတွေများလာလို့ရှိရင်သူကသူပြတ်သွားတယ် ကျမတို့ကလိုက်ပြီးတော့အဲ့ဒီတစ်ဖက်ကအမျိုးသမီးကိုအဆက်ခွဲစရာရံပစ်စရာဆဲစရာအကြောင်းတစ်စက်မှမရှိသလိုကိုယ့်ရဲ့လက်ရှိအနေထားရဲ့အနေနေရာကနေတန်းဆင်းပြီးတော့ချစရာလည်းလုံးဝမလိုဘူးသိလားဒါကျမအတွေ့အကြုံရမျှဝေတဲ့စေတနာဖြစ်မေတ္တာဖြစ်မျှဝေရစကားလေးပါကိုမပြတ်နိုင်ဘူးဆိုရင်မတိကြအောင်ဆောင်ပေးပါမတိကြအောင်ဆောင်တဲ့အချိန်မှာကျမတို့ကအထီးကျန်နေတဲ့ဟိုဟာညီမလေးတို့ကဘလို့ဖြစ်နေတယ်လှုပ်ဆမ်းမှာလှုပ်ဆရာကြီးအများကြီးကျမတို့မှသိလားကျမတို့ကိုကိုကံကောင်းအောင်လုံးမဲ့ဟာဒီမှာကျမတို့ကအများကြီးရှိရယ်သိလား အဲဘုရားရှိခိုးတာကဘာဟိုဖြစ်လို့လဲမြတ်စွာဘုရားရှင်ကဖန်ဆင်းမြတ်စွာဘုရားကိုယ်တော်ကဖန်ဆင်းရှင်မဟုတ်ပါဘူးကျမတို့ပတ်စံရှာဖို့ကျမတို့ထင်းထင်းသာနေဖို့ကောက်ကောက်မုံအိတ်ဆက်ဖို့မြတ်စွာဘုရားကဖန်မစင်းပေးနိုင်ပါဘူးကံဒီအလုတ်ပါစေတနာဒီကံပါကျမတို့ဒီကျမတို့ဘာတွေလုပ်ရမလဲတကယ်တမ်းသားသမီးရှိတဲ့အိမ်ရှင်မတွေဆိုတနေ့တာတနေ့တာမလုံဆရာဒီမှာအများကြီးရဲ့ဒါပေမဲ့ကိုကံကောင်းမှုအတွက်ကကိုကိုယ်တိုင်လုံမှရတာအဲ့တော့ကျမတို့ ငါမတိလာယူတာမျိုးအခါကြီးရဲ့ကြီးမဥပုပ်ဆောက်တာမျိုးအဲပရိစိတ်တာအဋိဋ္ဌံပရိစိတ်တာထက်ပေါ့နော်ကျမကတော့တရားမှတ်တာလေးပိုးအားကြတယ်ပိုးပြီးတော့အားပိုတန်တယ်ပေါ့နော်ကျမလည်းတရားမှတ်ဖို့လုံးပါပါကျမတရားလည်းထိုင်မှုပါတယ်တရား